ရင် Toyota ကလူဂျာကားမှာကြုံတွေ့ရတဲ့ပြည့်ချက်တစ်ခုဖြစ်ပါတယ်။ဒီဒီ Toyota ကလူဂျာကား 2Z ပေါ့နော် 2Z engine မှာကြုံတွေ့ခဲ့ရတဲ့ပြည့်ချက်တစ်ခုကိုမိတ်ဆွေတို့ကိုဒီနေ့ live မှာဘူဒာပြည့်မျှဝေဆွေးနွေးကြပါတယ်။အဲ့ဒီကားက workshop ကိုဒီလာတဲ့အချိန်ပေါ့နော် workshop ကိုရောက်လာတဲ့အချိန်မှာအဲဒီအစွဲယုံနေကြတယ်။နောက် engine တန်နေကျန်းနေအဲဒီခါလေးမှာဆိုလို့ရှိရင် အဲကားကတုံတဲ့ပုံစံမျိုးဖြစ်တယ်တွန်းဟိုပေါ့နော်တွန်းဆုတ်တွန်းဆုတ်တွေဖြစ်တယ်ဖြစ်ပြီးတော့မှခါလီမှာဆိုလို့ရှိရင်ကားကအကွေဒီမှာဆိုရင်ထိုးရက်သွားတယ်ဆိုတဲ့ပြစ်ချက်မျိုးဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့အင်ဂျင်တန်ကျန်းတဲ့အတွက်ဒီအဲကျွန်တော်တို့စစ်ဆီးလိုက်တဲ့အခါမှာအင်ဂျင်မိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်ဆီးလိုက်တဲ့အခါမှာအဲကျွန်တော်အင်ဂျင်ဝိုင်းကတော့ပုံမှန်ပဲလို့ပြောလို့ရတယ်ပြောမယ်ဆိုတော့ဒါအင်ဂျင်ထဲကထွက်လာတဲ့အတန်ပေါ့ဗျာနော်အတန်ကတော့ကျန်းနေတာဖြစ်တဲ့အတွက် အဲပြောမယ်ဆိုလို့ရှိရင်တော့ဒါအင်ဂျင်ကင်မယ်ဆိုရင်တော့ကင်တဲ့အနေအထားမျိုးထဲမှာတော့ပါဝင်တယ်။ဘာကြောင့်လဲဆိုတော့ဒီကားရဲ့ history ကိုပြန်ပြီးမေးတဲ့အခါမှာအင်ဂျင်ဝိုင်းပျောက်တယ်ဆိုတဲ့ပြချက်မျိုးတွေလည်းအာဖြစ်တယ်ပေါ့ဗျာနော်။အဲ့တော့ကျွန်တော်တို့ဒါလောလောဆယ်မှာတော့ဒီကားပိုင်ရှင်အန်ဒီနဲ့ကအဲဒီအဲ့ဒီကားကိုကုန်ကြစိတ်ကလေးအရင်များတဲ့အတွက်ပေါ့နော်။သူကတော့ အင်ဂျင်မိုင်းကတော့သူမလုပ်ချင်ဘူးဒါပေမဲ့တခြားသောပြစ်ချက်တွေကိုအရင်ဆုံးဖြည့်ရှင်းပြပါဆိုတဲ့အတွက်ပေါ့နော်ကျွန်တော်တိုင်ကီပန့်နေနောက်ပလက်တွေပေါ့နော်ဒီဖစ်တာတွေဒါတွေကိုရင်စစ်ဆေးကြည့်လိုက်တယ်အဲ့တော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာတိုင်ကီပန့်ကတော့အချိန်ကြီးမကောင်းဘူးပေါ့နော်ပန်ကောဖစ်တာရောအခြေအနေမကောင်းတဲ့အတွက်ပန်နဲ့ဖစ်တာရောလဲလိုက်တယ်ပေါ့နော်ဂျန်နယ်ပိုင်းနေကျွန်တော်လိုအပ်တာတွေစစ်ဆေးပြီးလိုက်ပြီးတော့မှအဲ့ဒီကားက highway မောင်းသွားတယ်ပေါ့နော် highway မောင်းတာလဲတကယ်ကိုဟောဒီမိုင်400လောက်ခီးကိုမောင်းမောင်းပြီးတော့မှ အဲအဲ့ဒီကနေပြီးတော့မှအပြန်ခီးမှကားကလမ်းမှထိုးရက်သွားတယ်ပေါ့နော်အဲ့ဒီပြချက်ဖြစ်တာပေါ့အဲ့တော့အဲ့လိုမျိုးပြချက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒါအဲ့ဒီအဲ့ဒီကားအဲ့ဒီဖြစ်တဲ့ပြရက်မှာလည်းပိတ်ရက်ကြီးဖြစ်တဲ့အတွက်အဲပိတ်ရက်ကလည်းပိတ်ရက်ရှိဖြစ်နေတဲ့အတွက်သွားကြည့်ဖို့လည်းအဆင်မပြေဘူးနောက်ဆုံးကားဆွဲလာပြီးတော့ဝက်ရှော့ရောက်လာတယ်အဲ့ဒီမှာကျွန်တော်တို့စစ်စီလိုက်တဲ့အခါမှာကားအင်ဂျင်ကတော့လုံးဝနှိုးလို့မရတော့ဘူးအဲ့ဒီမှာအနေထားကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာကတော့ အာတော်တော်လေးအချိန်ကြီးစိုးတယ်လို့ပြောရမှာပေါ့ဗျာနော်အဲ့ဒါလေးကိုကျွန်တော်ပုံလေးနဲ့အရင်ဆုံးအဲကျွန်တော်ညှဝေပေးခြင်းပါတယ်ဒီအင်ဂျင်ကဘယ်လောက်ထိအချိန်ကြီးစိုးသွားလဲဆိုတာလေးကိုပြချင်တယ်ပေါ့ဗျာနော်အဲကျွန်တော်မိတ်ဆွေတို့တွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီမှာဆိုလို့ရှိရင် သူ့ရဲ့အာကားအင်ဂျင်ရဲ့ကွန်နက်တင်းပေါ့နော်ကွန်နက်တင်းอ่ะဆိုလို့ရှိရင်တော်တော်လေးအချိန်ကြီး စိုးနေတဲ့အနေအထားမျိုးတွေ့ရမယ်။အာကျွန်တော်ဒီမှာဆိုလို့ရှိရင် connecting ကဒီမှာပဲ့ထွက်သွားတဲ့အနေအထားမျိုးဖြစ်သွားပြီပေါ့ဗျာနော်။တော်တော်လေးအချိန်ကြီးစိုးပါတယ်။အဲ့တော့အဲ့လိုအနေအထားမျိုးဖြစ်သွားတယ်။အဲနောက်တစ်တစ်ချက်ပေါ့နော်။အဲဒီဟာရဲ့နောက်ဒီမှာဆိုလို့ရှိရင်ဒါရောင်ရောင်လေးကောက်နေပြီပေါ့နော်။ကိုသူရဲ့ connecting မှာဆိုလို့ရှိရင်ကောက်နေတဲ့ပုံစံမျိုးတွေ့ရပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ engine mind ကိုကြည့်မယ်ဆိုလို့ရှိရင်လေအော်ဒီမှာရိုက်ခတ်ထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါက connecting အဲဒီပက်ထွက်သွားတဲ့ quarantine ကရိုက်ထွက်သွားတဲ့အနေအထားမျိုးတွေနောက်အထဲမှာဆိုလို့ရှိရင်လည်းအင်ဂျင်ထဲမှာတော်တော်လေးအချိန်ကြီးဆိုးသွားတဲ့အဲဒီမှာဆိုလို့ရှိရင်တော့ဒါ quarantine ကျိုးပြီးတော့ရိုက်သွားတဲ့အနေအထားပေါ့နော်နောက်ထပ်ပို့ပြီးဆိုးသွားတာကအဲကျွန်တော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ bearing တွေပေါ့နော် bearing တွေမှာလည်းဒါပျော်ကျပြီးတော့မှအချိန်ကြီးတော်တော်ဆိုးသွားတဲ့အနေအထားတွေတွေ့ရတယ်အားတော့ပြောမယ်ဆိုလို့ရှိရင်အဲကျွန်တော်အင်ဂျင်မှာထိသွားတယ်ပေါ့နော်ပေါက်ထွက်သွားတယ်ဆိုတော့အနေထားမျိုးဖြစ်သွားတယ်ပေါ့ဗျာနော်ဒါပြောမယ်ဆိုတော့ အနေထားကကွန်တင်ကျိုးသွားပြီးတော့နောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာကအဲဒါတော်တော်ကြီးသွားတယ်လို့ပြောရမယ်ဒီဟာကျိုးထွက်သွားတဲ့အတွက်နောက်ဆက်တွဲကြုံတွေ့လာရတဲ့ပြဿနာကဒါတော်တော်လေးကြီးတဲ့ထဲမှာပါဝင်နေပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီနောက်ဆက်တွဲဖြစ်လာတဲ့ပြစ်ချက်အရာကတော့အဲဒါတော်တော်လေးအဲအင်ဂျင်ပိုင်းကဒီမမာဖြစ်သွားပြီပေါ့ဗျာเนาะအဲ့တော့ဒီအင်ဂျင်က အလုံးလိုက်ဆိုလို့ရှိရင်လေအဲဒီဈေးကနည်းနည်းများတယ်အဲ့တော့ကျွန်တော်ဒါအင်ဂျင်ကို အဲသူတက်ဆိုင်ရအပိုင်းတွေပဲအင်ဂျင်ပြန်ကန်ရတယ်ဗောနအဲ့တော့ဖြစ်သွားတဲ့ပြစ်ချက်ကိုပြန်ပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာဘာကိုသွားတွေ့ရလဲဆိုတော့ဖြစ်တဲ့အဓိကပြဿနာကတော့အင်ဂျင်ဝိုင်းပတ်ပေါ့ဗျာနော်အဲကျွန်တော်တို့ဆက်ဆက်ချင်းတွေကအင်ဂျင်တန်ကျန်းနေပြီအဲ့တဲကအင်ဂျင်ကိုစစ်ဆေးပြုပြင်လိုက်မယ်လောတဲ့ပိုင်းတွေစစ်ဆေးမယ်အချိန်ပြီးပြီးတော့စစ်ဆေးပြုပြင်လိုက်မယ်ဆိုရင်တော့နောက်ဆက်တွဲအနေနဲ့ဒီလောက်ထိတော့အချိန်ကြီးမဆိုးသွားနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲဖြစ်သွားတဲ့ပြစ်ချက်အရာကတော့နည်းနည်းခိုလိုက်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အင်ဂျင်ဝိုင်းပတ်က အင်ဒီအင်ဂျင်ဝိုင်းကောင်းကောင်းမတက်တဲ့ပြစ်ချက်ကနေပြီးတော့နောက်ဆက်တွဲဒီလိုကြီးဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အင်ဂျင်ဝိုင်းပန်းကစစ်ဆီးလိုက်တဲ့အခါမှာတော့အင်ဂျင်ဝိုင်းကလုံးဝမတက်တာလည်းမဟုတ်ဘူးအတက်နေတာပေါ့ဗျာနော်အင်ဂျင်ဝိုင်းဖိအားနေတဲ့နေတဲ့ပြစ်ချက်မျိုးဖြစ်တာအဲ့တော့အင်ဂျင်ဝိုင်းလုံးဝမတက်ဘူးဆိုလို့ရှိရင်လည်းခဏလေးနဲ့အင်ဂျင်ကဖမ်းသွားနိုင်တယ်ပေါ့နော်အင်ဂျင်ဒီစလစ်ဒီကျက်သွားမယ်ဘယ်ရင်ဒီလုံးဝကို အာလုံးဝကြက်သွားပြီးတော့မှမလဲတော့ဘဲနဲ့နောက်ဆုံးခိုင်းနေပါကျိုးနိုင်တဲ့9နှစ်နေပါကျိုးနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါကအခုဖြစ်သွားတဲ့ပုံစံတော့ဒါဖြည်းဖြည်းချင်းဖြစ်ရနေပြီးတော့မှလုံးဝကို engine ကနေသွားပြီးတော့နေသွားလေဆိုတာ engine ဖန်ကနေပြီးတော့ pressure နေသွားတဲ့အတွက်အဲဒီလိုပြဿနာမျိုးတွေဖြစ်လာတာပေါ့နော်အဲ့တော့ ဒီ engine နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ engine wiring အင်းနဲ့ပတ်သက်တဲ့ engine wiring ပန့်ကိုတော့ဒါဦးစားပေးပြီးတော့စစ်ဆေးပြီးတော့ဒါပြုပြင်ပေးခဲ့ရတယ်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်ဆိုတာကတော့ engine တလုံးရက်တန့်နဲ့အတွက် engine ထိုးရက်သွားတယ်ဆိုတဲ့ပြစ်ချက်တွေမှာတခြားသောဒီ electrical ဘိုင်းနဲ့ပတ်သက်တဲ့ပြစ်ချက်တွေလည်းဖြစ်နိုင်တယ်လို့ဒီလိုမျိုး engine ဘိုင်းဆိုင်ရာစပိုင်းဆိုင်ရာပြစ်ချက်တွေကြောင့်လည်းနောက်ဆက်တွဲအနေနဲ့ engine တွေထိုးရက်နိုင်တယ်ဒါကပြောမလို့ဆိုကြီးကြီးမားမားဖြစ်သွားပြီပေါ့เนาะဒီ engine ဆိုလို့ရှိရင်ကျွန်တော်တို့ အာဒါအင်ဂျင်အလုံးလိုက်ကိုဈေးနည်းနည်းတော့များတယ်အဲ့တော့ကိုအပေါ်ချမ်းကကောင်းပေမဲ့အင်ဂျင်အောက်ချမ်းကတော့တိတ်အဆင်မပြေတော့တဲ့အတွက်အင်ဂျင်အောက်ချမ်းလဲလဲရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကုန်ကျစရိတ်ကတော့ဒါပြောမဆိုရင်ပုံမှန်ထက်ဆိုင်ပို့ပြီးတော့များသွားတယ်အဲ့ကြောင့်မို့ကျွန်တော်တို့အနေနဲ့သတိထားရမှာကအင်ဂျင်တစ်လုံးမှာပေါ့နော်ပုံမှန် maintenance တွေကိုပုံမှန်ပြုလုပ်ပေးဖို့တော့ဒါလိုအပ်ပါတယ်ဒီအင်ဂျင်ဆိုလို့ရှိရင်တော့ဒါအရင်ဒီအင်ဂျင်ကိုဘယ်သူသုံးခဲ့လဲဒီကားကဘယ်သူသုံးခဲ့လဲတော့မသိဘူးပေါ့နော်အဲ့ဒီအနေအထားမှာအဲဒီ အဲကီလိုကအရင်အများကြီးတည်းမှာတော့ပါဝင်တာမဟုတ်ဘူးဒါပေမဲ့ဒီအင်ဂျင်ကိုပုံမှန်မေးတင်နဲ့မလုပ်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့အင်ဂျင်ဝိုင်းဂျိုးတွေများနေတယ်အဲဒီကနေပြီးတော့မှအင်ဂျင်ဝိုင်းကောင်းကောင်းမတက်ရနေနောက်ဆက်တွဲတွေဖြစ်တဲ့ပြဿနာတွေလည်းပါဝင်တယ်ပေါ့နော်ဒါပြင်အဲကျွန်တော်တို့ဂျီတိုင်ကြီးကိုစစ်တယ်အဲဒီကဆိုလို့ရှိရင်ဂျီတိုင်ကြီးကိုစစ်လိုက်တဲ့အခါမှာဂျီတိုင်ကြီးကပြန်ဖာထားတယ်ဆွေးနေတယ်ပြန်ဖာထားတယ်အဲဒီတော့ကိုလုံးဝအဆင်မပြေတော့တဲ့အတွက်နောက်ဆုံးမှာ အဲလိုအပ်တဲ့အားတွေပါလဲရတဲ့အနေအထားမျိုးတွေနောက်ရေတိုင်းမှာဆိုလို့ရှိရင်လည်းရေကြိုးတွေတက်နေတာမျိုးတွေပေါ့နော်ဆိုလိုတာကကျွန်တော်တို့ engine မှာသူ့ရဲ့သက်ဆိုင်ရာအဲဒီဥမာ engine ကူးလမ်းဆိုရင်လည်းသုံးပေးရမယ် engine wire ဆိုလို့ရှိရင်လည်း tighten နဲ့ရေသွေးရှိတဲ့ engine wire ကိုသုံးပြီးတော့သတ်မှတ်ထားတဲ့အချိန်သတ်မှတ်ထားတဲ့ကီလိုတွေမှာပုံမှန်လဲလဲပြီးမယ်ဆိုရင်တော့ဒီလောက်ထိတော့ဖြစ်သွားစရာမရှိဘူးလို့တော့ကျွန်တော်တို့ကတော့ယူဆတာပေါ့ဗျာနော်အဲဒါကတော့ပြောမယ်ဆိုရင်တော့အင်ဂျင်ဝိုင်းဒုက္ခပြီးသွားတဲ့နောက်ဆက်တွဲအနေနဲ့ အင်ဂျင်ကဒီလောက်ထိတောင်မှအခြေအနေဆိုးသွားတယ်လို့ဒါကျွန်တော်တို့ကတော့သုံးသပ်တာပေါ့နော်အဲ့တော့အင်ဂျင်ဝိုင်ပန်နေဆိုတာကပြောမယ်ဆိုရင်အာပြက်ခဲတဲ့ပစ္စည်းတွေမှာတော့ပါပါတယ်အင်ဂျင်ဝိုင်ပန်းကအာပရက်ရှာနည်းသွားတာတို့ဘာလို့ဆိုတာတော့တော်တော်လေးရှားပါတယ်ကျွန်တော်တို့ဒီအင်ဂျင်ဝိုင်မတက်တဲ့နောက်ဆက်တွဲကအင်ဂျင်ဝိုင်ပုံမှန်မလဲတာကလည်းအဓိကကျတယ်လို့ကျွန်တော်တို့ကတော့ဒါသုံးသပ်ပြချင်တာပေါ့ဗျာနော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အင်ဂျင်တစ်လုံးကိုတက်တန်းရှိကြစွာအသုံးပြုကျင်တယ်ဆိုလို့ရှိရင်တော့ ထိုက်တဲ့နဲ့ရည်သွေးရှိတဲ့ engine wine သူ့ရဲ့ engine နဲ့ကိုက်ညီတဲ့ engine wine grade ကိုသုံးပြီးတော့မှ engine wine ကိုပုံမှန်ပေါ့ဗျာနော်အဲကျွန်တော်တို့ကတော့အကြံပေးတာကတော့ကီလို9000လောက်မှတစ်ချိန်တော့ engine wine ကို လဲလဲပြီးတင်ပါတယ်ဒီလို9000မှာတစ်ကြိမ် enjoy လဲရင်နဲ့ enjoy ဖစ်တာပါတခါတည်းလဲပြီးမယ်ဆိုလို့ရှိရင်တော့အဲဒီလိုပြဿနာမျိုးတွေကတော့ဒါတော်တော်များများလေးရှောင်ရှားနိုင်မယ်လို့ယူဆမိပါတယ်အဲ့တော့ကျွန်တော် engine တစ်လုံးရဲ့အသက်က engine wire ဖြစ်ပါတယ်အဲ့တော့ engine wire ကိုသာပုံမှန်လဲလဲမယ်ဆိုလို့ရှိရင် engine ကတန်းအရှိကြာကြီးသုံးလို့ရပါတယ်ချိုကားလေးဆိုလို့ရှိရင်အဲကျွန်တော်ကီလို2သိန်းခွဲ3သိန်းလောက်ထိကို engine ကိုင်းစရာမလိုဘဲနဲ့သုံးနေတဲ့ engine တွေရှိပါတယ် engine တန်းဆိုလို့ရှိရင်လည်းလုံးဝကို ညက်နေတာပဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ density engine တလုံးဟာဆိုလို့ရှိရင်ဒါကတူရီဇက density engine ပေါ့เนาะ density လုံးဟာဆိုလို့ရှိရင် engine grade ကလည်းမှန်မယ် engine ရည်သွေးကလည်းထိုက်တဲ့ရည်သွေးရှိမယ်ပုံမှန်သာ maintain နဲ့ပြုတ်လုတ်ပြီးနေမယ်ဆိုလို့ရှိရင် engine တန်ကလုံးဝညက်နေပြီးတော့မှ engine နှိုးထားတယ်ဆိုရင်အတန်လေးကတိုးတိုးလေးပဲကြားတဲ့အနေအထားမျိုးတွေပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ကတော့အဲဒါအမြဲတမ်းအကြံပြုတာကတော့ engine ကိုပုံမှန် မိန်းတင်းနဲ့ပေါ်ပြနော်ပုံမှန်ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ပေးတဲ့လို့အကြံပြုပါတယ်အဲဒီကာဗွန်ဂျိုးစေးတဲ့အချိန်ဒီမှာဆိုရင်ကာဗွန်ဂျိုးစေးပြီးမဲ့လေဇစ်တီလဲပြရမယ်နေထားမှာလေဇစ်တီစေးဒီလဲပြီးမဲ့ပြီးလို့ရှိရင်လေကားတွေစေးရမှာလား MEF စင်ဆာတွေစေးပြီးတော့အဲတုံးပြရမှာလားနောက်ပလက်တွေပလက်ဝိုင်းတွေပုံမှန်ဒါစစ်စေးမယ်နောက်အင်ဂျင်မှာဆိုရင်လည်းအင်ဂျင်ကူးလန်းတွေတုံးပြရမယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်နည်းနည်းထပ်ပြီးတော့အကြံပြုချင်တာကအင်ဂျင်ကူးလန်းနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်အဲကျွန်တော်တို့ဒီ တချို့နေရာဒေသတွေမှာအင်ဂျင်ကူးလန့်၃နေရင်းနေတောင်မှအဲဒီရေတိုင်ကြီးမှာရေချိုးတွေတက်တာတွေနောက်တချို့ရေတိုင်ကြီးတွေဆိုရင်စားပေါက်တဲ့ပုံစံမျိုးတွေဖြစ်တာတွေပေါ့နော်ဒါတွေတောင်ကြုံတွေ့ရတယ်အဲ့ဒါကအင်ဂျင်ကူးလန့်မကောင်းတာကြောင့်မဟုတ်အင်ဂျင်ကူးလန့်ကိုမှာ original ၃တဲ့ကားတွေတောင်ရှိတယ်ပေါ့နော်ဂျန်နူးပုံစံမျိုးတွေ၃တဲ့ကားတွေတောင်ရှိတယ်ဆိုတော့ကတိုတာဆိုရင်တိုတာအင်ဂျင်ကူးလန့်ကို၃တယ်ပေါ့ဗျာနော်ဒီလိုမျိုးဆိုတာပါအဲ့လိုမျိုး၃ရင်းနဲ့တောင်မှသူ့ရဲ့သတ်မှတ်တဲ့ကာလ အဲပြည့်ပြီးကျွမ်းနဲ့လဲပြီးတာတော့မှအဲနောက်ဆက်တွဲအနေနဲ့ပေါ့နော်ရေချိုးတွေတက်တာတွေကိုကျွန်တော်ကြုံတွေ့ရတယ်အဲ့လိုမျိုးနေရာတွေရှိတယ်ပေါ့နော်အဲ့ဒါကအထူးသဖြင့်ကတော့ကျွန်တော်တို့ဒီအဲကန်ယိုးတန်းဒီတာတွေပေါ့ဗျာနော်ပင်လယ်နဲ့နီးတဲ့ဒီတာတွေမှာဆိုလို့ရှိရင်အဲ့ဒီပြဿနာမျိုးတွေအများဆုံးတက်တယ်လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ယူဆတာကတော့နောက်ဆက်တွဲအနေနဲ့ဒီအပင်လယ်ကမ်းစက်နဲ့နီးတဲ့နေရာတွေကလေထဲမှာပေါ့နော်အဲပြောမှဆိုရင်စားတတ်ပါတယ်လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ထူးခြားခြားအသိထားမိတာပေါ့နော် အဲဥမာမန်လေးနေရာမျိုးမှာဆိုလို့ရှိရင် ဖုန်တွေတအားများတယ်အဲကျွန်တော်ဒီနေ့လည်ပတ်မှာဆိုရင်အဲထိုင်နေနေတော့မှမျက်နှာမှာဖုန်တွေတက်လာတယ်ဖုန်လေးလေးတက်လာတယ်အဲ့ဒီဖုန်မှာစားမပါဘူးပေါ့နော်အဲ့တော့အဲ့ဖုန်ကကျွန်တော်ကြီးတွေအဲဒီတွန်းလိုက်မယ်ဆိုလို့ရှိရင်အမဲမဲမဲနေတဲ့ပုံစံမျိုးတွေအဲဒါထွက်လာတယ်အဲဒါပေမဲ့မော်လမြိုင်လိုနေရာမျိုးကျွန်တော်တို့ဒါကန်နဲ့ပင်လယ်ကန်နဲ့အရန်နီးတဲ့နေရာတွေဒီမြစ်တွေနဲ့နီးတဲ့နေရာတွေပေါ့ဗျာနော်အထူးသဖြင့်တော့ကျွန်တော်ပင်လယ်ပေါ့ဗျာနော်ဒါစားငင်ကြီးပေါ်တဲ့ပင်လယ် င်လယ်သားနဲ့နီးတဲ့နေရာတွေမှာဆိုလို့ရှိရင်ပင်လယ်ကိုဖျက်သန်းပြီးတိုက်ခတ်လာတဲ့လေထဲမှာကျွန်တော်တို့စီစားအငွေ့တွေပါလာတယ်အဲ့ရနေပြီးတော့ကျွန်တော်တို့သတိထားမိတာကမျက်နှာကိုနည်းနည်းလေးကင်လိုက်တာနဲ့ကျွန်တော်တို့ဒါစားတွေပေါ့နော်အငံတက်တွေတွေ့ရတယ်အဲ့အတွက်ပေါ့နော်ဒီအော်ကျွန်တော်တို့ကတော့သုံးနာတာခုနကပြန်ဆက်ရမယ်ဆိုရင် သုံးနာကတော့အင်ဂျင်ကူးလန့်ပဲဒါပေမဲ့အာတတ်မှတ်ထားတဲ့ကာလအတွင်းမှာအာကျွန်တော်တို့လဲပေးရင်တော့မှတစ်ခါလီမှာဆိုလို့ရှိရင် နောက်ဆက်တွဲအနေနဲ့အဲ့လိုမျိုး အာရည်ကြိုးတွေစားပေါက်တဲ့ပုံစံမျိုးတွေကြုံတွေ့ရတယ်ဆိုတာလေးကိုပြောချင်တာပါအဲ့ဒါကကျွန်တော်ဒီအပိုင်းမှာအဲမိတ်ဆွေတယောက်နဲ့စကားပြောရင်းနေပေါ့နော်ဂျပန်လိုနေရာမျိုးမှာဂျပန်မှာဆိုရင်ကားတွေကအင်ဂျင်ကူးလန့်ကိုပဲသုံးကြတယ်အင်ဂျင်ကူးလန့်သုံးနေရစံနဲ့တော့မှသူတို့တွေအာဒီရည်ကြိုးတွေတက်တာတွေစားပေါက်တဲ့ပြဿနာတွေသူတို့ကြုံတွေ့ခဲ့ရတယ်ဆိုတော့အာမှာကျွန်တော်ပညာရှင်တွေအေးပေါ့နော်သူတို့ဒီပညာရှင်တွေရဲ့သုံးသက်ချက်ကို ပြန်ပြီးတော့ဆွေးနွေးကြည့်ကြတာပေါ့ဗျာနော်အဲ့ဒီမှာဆိုရင်တော့ဒါကပင်လယ်နဲ့နီးတဲ့နေရာတွေမှာဆိုရင်ဒီလိုပြဿနာမျိုးတွေရှိရဲဆိုတော့အာသုံးသက်ချက်ကိုအဲဒါသူတို့ဟိုသုံးသက်မိတာပေါ့ဗျာနော်အကြောင်းဒါကြောင့်မို့လဲမိတ်ဆွေတို့ကိုကျွန်တော်ကအကြံပြုချင်တာကတော့အင်ဂျင်ကူးလန်းကိုပုံမှန်သုံးပေးဖို့အကြံပြုတာပေါ့ဗျာနော်ဒီလိုမျိုးပင်လယ်ကမ်းနဲ့နီးတဲ့နေရာတွေမှာအင်ဂျင်ကူးလန်းသုံးသုံးနာတောင်မှရေချိုးတက်တယ်ဆိုရင်ရိုးရိုးရေသာသုံးမယ်ဆိုရင်မတွေ့ရဲစရာပဲလို့ပြောရမှာပေါ့ဗျာနော်ဒါကြောင့်အင်ဂျင်မှာဆိုလို့ရှိရင်ပုံမှန်မေတီနဲ့ပြုတ်လို့ ရမဲ့အထဲမှာပါတယ်အင်ဂျင်ကူးလန်းတွေကိုဒါကျွန်တော်တို့ကတော့ပုံမှန်ဆိုရင်တော့ကီလို4000ပေါ့နော်ကီလို4000အပြည့်တာနဲ့အင်ဂျင်ကူးလန်းတွေကိုဖောက်ချပြီးတော့အသေးလေးပေးရတယ်ကီလို4000အရင်ပြည့်ရင်ပြည့်မပြည့်ရင်နှစ်နှစ်ပေါ့နော်2 year ပြည့်တာနဲ့ကျွန်တော်နှစ်နှစ်ပြည့်ပြီဆိုတာနဲ့အင်ဂျင်ကူးလန်းတွေကိုဖောက်ချပြီးတော့လေးပေးရပါတယ်အဲ့လိုမျိုးလေးပေးခြင်းအားဖြင့်ကျွန်တော်အင်ဂျင်ရဲ့အဲအင်ဂျင်ကူးလန်းလိုင်းမှာရှိနေတဲ့ရေတိုင်ကြီးတို့တာမိုစတက်တို့ရေတိုင်ကြီးအဖုံးတို့နောက်ဒီရေလေအုံတို့ နောက်အင်ဂျင်ထဲမှာရှိနေတဲ့ရေလိုင်းကြောင်းတွေကရေချိုးတက်ခြင်းအနေကကွယ်ပြီးတယ်အဲအဲ့ဒါကြောင့်ပေါ့နော်ဒီအင်ဂျင်ရဲ့ကူးနင်းစနစ်ကကောင်းကောင်းအလုပ်လုပ်ပြီးတော့မှအင်ဂျင်ကလည်းတက်တန်းပူရှိမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဒီကလူယာကာလီ 2EZ ပေါ့နော် 2EZ FE ဆိုတော့အဲ EFI engine ပေါ့ဗျာနော် PVDI စနစ်နဲ့ EFI engine ရာဆိုလို့ရှိရင်လည်းပြစ်ချက်ကတော့ဖြစ်တာတော့နည်းပါတယ်ဒီ engine တွေဆိုရင်လည်းတော်တော်လေးသုံးလို့ကောင်းတဲ့ engine တွေမှာပါတယ် Toyota City မှာဆိုလို့ရှိရင် 2EZ တွေကလည်းဒါအသုံးများတဲ့ engine တွေမှာလည်းပါတယ်လို့ အာဒီတော်တော်လေးဟိုဘယ်လိုပြောမလဲအာကုန်ကြစိတ်နည်းတဲ့ထဲမှာပါတယ်ပေါ့ဗျာနော်ပြုပြင်နေဆိုလို့ရှိရင်ဒါပေမဲ့အခုဖြစ်သွားတဲ့ပြည့်ချက်အရာကတော့အာဒီဒီပေါ့နော်ကွာရန်တင်းကလုံးဝကိုပဲ့ထွက်သွားတာဖြစ်တဲ့အတွက်ဒါကမဖြစ်မနေဘူး လဲရမယ့်အနေအထားမျိုးဖြစ်တယ်အောက်ချမ်းမှာလည်းတော်တော်လေးထိထားတယ်ကွန်နက်တင်းကကောက်တာတွေရောပဲ့ထွက်တာတွေရောဆိုတော့အောက်ချမ်းထိသွားတဲ့အတွက်ပေါ့နော်အဲဒါပြုပြင်တဲ့ကုန်ကြစီကအရင်များသွားတယ်ဒီလိုမျိုး repair cost ပေါ့နော်ဒါ engine overhaul ဆို repair ဘက်ကိုရောက်သွားပြီဒီလိုမျိုးအာဒီပြုပြင်ရတဲ့လဲရတယ်ဆိုတဲ့ဟာတွေကပုံမှန် maintenance ပေါ့နော်ထိန်းသိမ်းပြုပြင်ထိန်းသိမ်းခြင်းလောက်တာအားနည်းတဲ့အတွက်နောက်ဆက်တွဲအနေနဲ့ဒီလိုပြဿနာမျိုးတွေဖြစ်လာစေတယ်လို့ဒါကျွန်တော်တို့ အဲကောက်ချက်ချတာပေါ့နော်ဒါကြောင့်မဲကျွန်တော်တို့ကတော့ engine wine ကိုပုံမှန်စစ်ဆေးမယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အဲကျွန်တော်တို့ပေါ့နော်ကားမောင်းတဲ့သူတွေအနေနဲ့နည်းနည်းလေးပေါ့ယော့လာတယ်လို့ပြောရမှာပေါ့နော်ပေါ့ယော့လာတယ်ဆိုတာကအရင်တော့ကကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်ကားတွေကအဲဒီကျွန်တော်ဆိုရင်တော့ငငယ်တော့39ဘိုက်ဘူကြီးတွေပေါ့ဗျာနော်အဲချက်ဘလက်ကားတွေထင်တယ်အဲ39ဘိုက်ဘူကြီးတွေစီးတဲ့အခါမှာကားရဲ့ဒီ engine ဘုံပေါ့နော်ကား engine အဲကား engine ကလည်းကားရှိမှာပဲပေါ့နော်အဲ့မှာအဲဒီအဖုံကြီးရှိတယ်ပေါ့နော် engine ကို တန်ဖုံးကြီးနဲ့ဖုံးထားတယ်အဲ့ဒီမှာရေးထားတယ်စီရီလီဝိုင်းစစ်ဆေးပါပေါ့နော်စီရီလီဝိုင်းဒါပုံမှန်စစ်ဆေးဖို့အတွက်ရေးထားတယ်အရှိယဒီဒရိုက်ဘာရဲ့ရှေ့မှာလဲစာရင်းနဲ့ရင်းရင်မရင်းရင်ကားရဲ့နံရံတွေမှာရေးတယ်အဲ့လိုမျိုးပေါ့ဗျာနော်အဲ့လိုမျိုးရေးထားတဲ့အတွက်မမိတော့ဘူးအဲ့တော့စီရီလီဝိုင်းဖြစ်တဲ့အတွက်ကျွန်တော်တို့က C ရေရဲလေရဲဝိုင်းရဲအဲ့တော့ကျွန်တော်တို့ကလောင်စာစီစစ်မယ်ပေါ့ဗျာနော်လေဆိုကျွန်တော်လေစစ်ပိုင်းနေလေပိုက်တွေဓာတ်တွေစစ်မယ်ပေါ့နော်အထူးသဖြင့်တော့လေစစ်တွေစစ်မယ်ပေါ့ဗျာနော်နောက်ရေတွေစစ်မယ်ရေစွာရင်တော့ရေပဲသုံးရတယ်ကုလန်ကနောက်ပိုင်းမှာသုံးရတယ်ပေါ့နော်အဲ့တော့ရေတွေစစ်မယ်နောက်ဒီဝိုင်းဖြစ်တဲ့အတွက်အင်ဂျင်ဝိုင်းတွေစစ်မယ်နောက်ဘရိတ်စီတွေပါပါတာပေါ့ အခုဆိုရင်ကျွန်တော်ကားငယ်တွေဆိုလို့ရှိရင်ပေါ့နော်ဘောနက်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စစ်ဆေးစရာတွေအများကြီးပဲရှိတယ်ကျွန်တော်ဒါ engine wire ဆစ်လို့ရတယ် auto seat ဆစ်လို့ရတယ်ကျွန်တော် brake seat ဆစ်လို့ရတယ် engine coolant ဆစ်လို့ရတယ် wiper ရေတွေဆစ်လို့ရတယ်ပေါ့နော်ဒါ engine gun လေးကိုဖွင့်လိုက်တာနဲ့အဲ့ဒါတွေအကုန်လုံးဆစ်လို့ရတယ်လို့လေဆစ်တွေလည်းဆစ်လို့ရတယ်အဲ့တော့အခုနောက်ပိုင်းကားတွေကအဲ့လိုကျွန်တော်တို့ကားမောင်းတဲ့သူတတ်တာအောင်လေဒီစနစ်တွေကဖန်တီးထားတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် engine coolant ဆိုရင်လေရော့လေတိတ်မရှိဘူးအဲ level season နေတယ်ဒီ ရေတိုင်ကြီးနောက်ဒီကျွန်တော်အင်ဂျင်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာပြပြန်ဘူးရှိမယ်အဲ့ဒီကနေပြီးတော့သူ့ရဲ့ဒီအပူချိန်ပေါ်မူတည်ပြီးတော့အဲဒါက level စီးဆင်းနေတာဖြစ်တဲ့အတွက်အဲကူလန်ကယော်လေသိမ့်မရှိဘူးပြစ်ချက်မရှိရင်ယော်လေမရှိတဲ့အတွက်အင်ဂျင်ကူလန်ကမယော့တဲ့အတွက်သိပ်ပြီးမစစ်ဖြစ်ဘူးအင်ဂျင်ဝိုင်းလည်းအဲ့တိုင်းပဲပေါ့နော်အဲ့ဒီလိုမျိုးပဲဖြစ်တဲ့အတွက်သိပ်ပြီးတော့မစစ်ဖြစ်ရင်ကနေပြီးတော့နောက်ပိုင်းမှာအင်ဂျင်ဝိုင်းကနေနေနဲ့ခန်းသွားတာတော့သိပ်မသိတဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့အဲဒီ maintenance ပိုင်းနည်းအားနေသွားတဲ့အခါမှာ rebel corp စီကအဲကျွန်တော် inova ဟုတ်လို့မျိုးပေါ့နော်ပြုပြင်ရတဲ့အပိုင်းတွေကကုန်ရစီတွေပူပြီးတော့ညလာစီပါတယ်ပေါ့နော်ဒါကြောင့်မေဆူတို့အနေနဲ့အဲကျွန်တော်အကားကိုပေါ့နော် CLY ပုံမှန်လေးစစ်စစ်ပြမယ်ဆိုလို့ရှိရင်တော့အဲဒီပြောမယ်ဆိုလို့ရှိရင်အဲជីဒီမမကုန်ရစီကနေပြီးတော့ရှောင်လွဲနိုင်နေဆိုတာလေးကိုဒီနေ့ကြုံတွေ့ခဲ့ကြုံတွေ့ရတယ်ပေါ့နော်ဒီနေ့ဆိုတာတက်ကြာတော့ကြာခဲ့ပြီးလွန်ခဲ့တဲ့တပတ်ပုံဝင်ကြလောက်ကပေါ့နော်ကြုံတွေ့ခဲ့ရတဲ့ 2AZFE ပေါ့နော်ဒီကလူယာကားမှာသုံးတဲ့ 2AZFE အင်ဂျင်နဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုအဆင်ပြန်လည်ပြီးတော့ညဝေးပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအဲကျွန်တော်တို့အဲ့ဒီကားနဲ့တွဲရလာတဲ့နောက်ထပ်တစ်စီးဆိုလို့ရှိရင်ပေါ့နော်အဒီကားပိုင်ရှင်ကဘာပြောလဲဆိုတော့ဒီကားဆိုရင်အင်ဂျင်ကူးလန့်ကြီးပျောက်တယ်အဲ့အတွက်အမြဲတမ်းဒီပါဖြစ်ပြီးနေရတယ်ဆိုတဲ့ကားတစ်စီးပေါ့နော်ကျွန်တော်လည်း Toyota Squire ထင်တယ်ကျွန်တော်အတန်တော့ကတော့မှားကောင်းမှားနိုင်တယ်ပေါ့နော်ကျွန်တော် Squire လို့ပဲဖတ်တော့ထွက်လိုက်တော့အဲ့ကားဆိုရင်ပေါ့နော် အဲဒီရေတိုင်ကြီးဖုံးကနည်းနည်းလေးဟနေတဲ့အတွက်အဲ့ဒီကနေအင်ဂျီကူလန်စိတ်နေတယ်သူရေကိုတော့ဖြည့်ပြီးတော့သုံးနေရတာမှန်တယ်ဒါပေမဲ့အဲ့ဒီဟာကိုဟိုဒါကျွန်တော်တို့တွေ့တဲ့အခါမှာချက်ချင်းပြုပြင်ခိုင်းလိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ highway မောင်းတဲ့အခါမှာအင်ဂျီကူလန်အဲညော့နေတာဖြည်းဖြည်းချင်းညော့နေတာကျွန်တော်တို့ကမသိနိုင်ဘူးအဲ့ဒီခါမှာ heat တက်သွားလဲဆိုရင်အဲ့ဒီ engine ကအဲကျွန်တော်တို့5.7 in ပေါ့နော် cc တော်တော်များတယ်5.7 liter ပေါ့နော်9800 cc ရှိတဲ့ engine ဖြစ်တဲ့အတွက် engine power လည်းကြီးတဲ့အတွက် တကယ်လို့သာဟိတက်သွားခဲ့ရင်အော်ပြုပြင်တဲ့စီကအရင်ကြာသွားမှာပေါ့နော်ဒါကြောင့်အဲ့ဒီကားဆိုလို့ရှိရင်အဲ့ဒီရေတိုင်ကြီးကိုအပေါ်ဘုံပေါ့နော်တေချာလေးလဲဖို့အတွက်တစ်ခါတည်းလုတ်ပြလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကကားတွေမှာကြုံတွေ့ရတဲ့ပြစ်ချက်တွေကချက်ချင်းမပြုပြင်မှန်းနဲ့ခါလီမှာမှီးပြီးနေရင်လည်းနောက်ဆက်တွဲတွေအများကြီးပဲကြုံတွေ့လာစေနိုင်တဲ့အထူးအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့တစ်ခါကြည့်ရလို့ရှိရင်ဒီအဲဘယ်လိုပြောမလဲ လစ်လူရှုထားလို့ပြောရမှာပေါ့ဗျာနော်အဲကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်အဲတက်စီတွေငှားစီးတဲ့အခါမှာပေါ့နော်တက်စီစရာတွေဆိုလို့ရှိရင်ဒီအင်ဂျင်ချက်မီလင်းနေတဲ့အဲကားတွေတော်တော်များတွေ့ရတယ်တက်စီစရာတွေကိုကျွန်တော်ဟိုပြောဖြစ်တယ်ပေါ့နော်စကားစာမြည်ပြောဖြစ်တယ်အဲချက်မီလင်းနေတယ်ဘာပြစ်ချက်လဲဆိုရင်တချို့ကျရင်သူတို့သိကြတယ်ဒါအောက်ဆီဂျင်ဆန်စာပြစ်ချက်တို့တခြားပြစ်ချက်တို့သူတို့သိကြတယ်ချို့ကြတော့လေအာရပါလေဘာမှဖြစ်ပါအောင်ချက်မီလင်းနေတာပဲဘာပြစ်ချက်လဲတော့မသိဘူးဒီတိုင်းပဲထားတယ်ဆိုပြီးတော့လောက်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ချက်မီလင်းနေနောက်ဆက်တွဲအနေနဲ့ အဲဒီကားကချက်မီလင်းရဲ့စီဒီချိုးတွေကမညီတော့ဘူးအဲ့ဒီနောက်ဆက်တွဲကကာဗွန်ရိုးတွေတက်လာမယ်အာနောက်ဒီမီးတံတွေခောက်လာမယ်ပလတ်တွေပြက်လာမယ်ပလတ်ကွိုင်းတွေပြက်လာမယ်နောက်ဒီဘားတွေကျော်လာနိုင်တယ်အဲရိန်းတွေကျလာနိုင်တယ်အဲနောက်ဒီနောက်ဆက်တွဲပြောမယ်ဆိုတော့အများကြီးပေါ့ဗျာနော်ကြောက်စကားတွေကြီးပိတ်လာမယ်အောက်ဆီဂျင်ဆန်ဆာတွေအောက်ဆီဂျင်ဆန်ဆာကြောင်းဆိုလို့ရှိရင်ဒါကြောက်စကားတွေပူပြီးတော့ကြီးပိတ်လာမယ်နောက်ဆက်တွဲတွေကကုန်ကျစရိတ်တွေများသွားမယ်အဲ့တော့အင်းချက်မီးဘားကြောင့်လင်းလေလင်းတဲ့တစ်ချက်ကိုကျွန်တော်တို့ကမပြင်းမနဲ့ဒီတိုင်းထားရင် အာဒီပြုပြင်တဲ့အာ maintenance ကနည်းနည်းပဲကျပြီးတော့မှအဲကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ပြည်ပြင်းတဲ့ဈေးကတအားကြီးကျသွားနိုင်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒါအနဲ့ထွင်ရမယ့်နေရာမှာပစိန်နဲ့ပေါက်တဲ့အဲပုံစံမျိုးတွေဖြစ်ကုန်နိုင်တယ်ပေါ့ဗျာနော်ဒါကြောင့်အကြံပြုချင်တာကတော့အင်ဂျင်ချမီလင်းလေးပြင်ထားကြပါနဲ့အဲကားရဲ့ကျန်းမာရေးဆိုတာကအမြဲတမ်းစစ်ဆေးဖို့လိုအပ်တယ်လူမှလည်းကျွန်တော်တို့ကျန်းမာရေးစစ်ဆေးရမှာပေါ့နော်အဲလူမှလည်းဥမာအဲကျွန်တော်တို့ဘိုက်အောင်နေတယ်အာပြန်ကောင်းသွားရင် ဒီတိုင်းပဲထားထားလိုက်တယ်အဲ့တော့ကျွန်တော် medical checkup ဆိုတာလည်းလိုတယ်ဗောနော medical checkup လုံးမှာပဲအဲကျမကြီးကကိုယ်မှာဘာလေးဖြစ်နေလဲဆိုတာသိရတာဗောကျွန်တော်ဆိုရင်လည်းရင်တော့ကတော်တော်အားနည်းခဲ့တယ်အဲကျွန်တော်ဒီဗောနော်မှတ်မှတ်ရဆိုလို့ရှင်အဲဒီလေးဘက်နာဖြစ်တာဗောနော်ခေါင်းယောဂါလို့တော့ပြောတယ်အဲ့ဒီလေးဘက်နာပိုးဆိုလို့ရှင်ဗောနော်ကျွန်တော်မသိခဲ့ဘူးငငယ်တော့ကတော့ allergic ထတာတော့သိတယ်ဒါပေမဲ့နောက်ပိုင်းမှာဘာမှသတိမထားမိဘူးလုပ်ငန်းထဲမှာအလုံးလုံးနေရင်းနေပေါ့နော်အစားတောက်တွေမှားတာပေါ့နော်အစားတောက်တွေမှားတဲ့အခါမှာ အဲအဲ့ဒီကနေပြီးတော့မှ6တောင်းနာတာပေါ့နော်ညာဘက်6တောင်းဆိုရင်တအားနာနာတော့ကျွန်တော်ကခောက်ထားတယ်လို့ပဲထင်တာအရင်တော့ကျွန်တော်ချင်းခက်တဲ့အတွက်အဲဘယ်လိုပြောမလဲဟိုပြုတ်ကြထားတာရှိတယ်6တောင်းခောက်ထားတာရှိတယ်ဒါတွေကပဲအသက်ရွယ်ရလာတဲ့အခါမှာနာတယ်လို့ပဲထင်ရတာပေါ့နော်တကယ်တကယ်အဲ့လိုမဟုတ်ဘူးပေါ့နော်နောက်ဆက်တွဲကဘာလို့ဖြစ်လာလဲဆိုတော့အစားတောင်းမှားတဲ့ဟာကအဲ့ဒီခေါက်ယောဂါကြောင့်ပေါ့နော်6တောင်းကနာတာ၄ရက်လောက်ထိဟိုတစ်ခါကျရင်ထောက်လို့တော့မရဘူးနော်အဲ့လိုမျိုးတွေဖြစ်တယ်အစားတောင်းမှန်သွားတယ်ဈေးနည်းနည်းပါတောက်လိုက်တဲ့အခါမှာပြန်ကောင်းသွားတယ်အဆိုရာကကျွန်တော်တို့ တချို့ယောဂါတွေပေါ်လာမှအဲကျွမ်းကျင်တဲ့ဘာသာရမဟုတ်တဲ့အခါမှာကားကိုအဲကျွန်တော်စစ်ဆေးဖို့အတွက်ခက်ခဲရှိတယ်ပေါ့နော်ဒါလည်းပြဿနာမရှိပါဘူးကျွန်တော် workshop မှာကုညီတောင်းပြီးတော့စစ်ခိုင်းလို့ရတယ်အခမဲ့စစ်ပြီးလို့ရတယ်ဒီဘိုင်းကြီးကပြင်တာမဟုတ်တဲ့အတွက် workshop ထိုးလိုက်ကျွန်တော်တော့ဒီကားမှာဘာတွေဖြစ်နေလဲစစ်ပေးပါလို့ပြောလို့ရှိရင်အခမဲ့စစ်ပြီးကားတစ်စီးလုံးကိုအခမဲ့စစ်ဆေးပေးပါတယ်ကျွန်တော်ခုရောက်နေတာကတော့မော်လမြိုင်ပေါ့နော်မော်လမြိုင်မှာဒီ PM ကိုရဲရင်နိုင်မင်္ဂလာပါမင်္ဂလာညချမ်းပါကျမကြီးကောင်းကောင်းနဲ့ဒီပညာကြီးအများကြီးမျှဝေနိုင်ပါစေ။ဟုတ်ကဲ့ပြီးတဲ့ဇူလည်းပြပါစေခင်ဗျ။ ကိုခွန်စိုးကြည်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုကျော်ကျော်ဝင်းမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုဖုံးသူရာမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုထွန်းထွန်းလက်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ KTN ကိုကိုကျော်ကိုကျော်သိန်းမြင့်မင်္ဂလာပါခင်ဗျာဆက်စားရတော့ကျေးဇူးပါအော်တိုဂီယာဝိုင်းရဲ့လုံဆောင်ချက်လေးတီးပြရစီဟုတ်ကဲ့အော်တိုဂီယာဝိုင်းရဲ့နံပါတ် အသုံးပြုပုံလေးလို့ဆုံးပြလေးဟုတ်အာကျွန်တော်တို့ဒီအော်တိုဂီယာနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်အော်တိုဂီယာဝိုင်းကြီးကတော့ဒါကျွန်တော်တို့ကတော့အလွယ်ခေါ်တာကတော့အော်တိုစီမာ ADF နဲ့ CVD ပေါ့နော်ဒီလိုမျိုးအာခေါ်ကြရတယ်ပေါ့နော်အဲ့တော့ ADF ရှိတယ် CVD ပေါ့တကယ်တကယ်တော့အော်တိုဂီယာလို့ပြောလို့ရှိရင်သူ့မှာဖွဲထားတာတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာကတော့အာအများဆုံးသုံးတဲ့ ADF အော်တိုစီရှိတယ် CBDC ရှိတယ်ဗောနော်အဲ့ဒီ C ကတော့လုံးဝမှားလို့မရဘူးအဲဒီ C မျိုးစားတွေကတော့အများကြီးရှိပါတယ်ကားစီးနဲ့ C ကတော့မတူနိုင်ဘူးဗောနော်အဲဒီကားတွေမှာကျွန်တော်ဂိတ်တံပါတဲ့ကားတွေရှိတယ်ဂိတ်တံပါတဲ့ကားတွေမှာဆိုရင်ဂိတ်တံမှာရေးထားတယ်အဲဒီ auto wine ကိုထည့်ပြရမယ်ဗောနော်ပြီးတော့ကျွန်တော်တို့တချို့ကားမှာဆိုရင်ဂိတ်ပြောက်တွေလာတယ်အဲ့ဒါဆိုရင်လည်းသူ့ရဲ့ level နဲ့သို့မဟုတ်ချက်နဲ့မှာအာ CM ကိုရေးပေးထားတယ်အဲ့ဒါမှကျွန်တော်ကမသေးကြဘူးဆိုလို့ရှိရင်တော့ အဲဒီ website တွေရှိပါတယ်စစ်လို့ရတဲ့ website တွေရှိတယ်ဗောနော်အဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲဘာလို့ပြရမလဲဆိုတော့ကားရဲ့ချက်ကြီးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ Google ခောက်ရင်တော့ရတယ်လို့ပြောရမှာဗောနော်အခုဆိုရင်အဲဒီ AI ပေါ်နေပြီဖြစ်တဲ့အတွက် ChatGPT မှာဗောဗျာနော်ပြောမယ်ဆိုရင်ဒီကားကဘာစီကိုသုံးလဲ auto wine ဘာစီကိုသုံးရမလဲဆိုတာသူတို့မေးလိုက်မယ်ဆိုလို့ရှိရင်လည်းအတိအကျဖော်ပြပေးတယ်ဒါမှမဟုတ် website တွေမှာလည်းစစ်လို့ရပါတယ်ခင်ဗျာ စီမမအောင်ပေါ့နော်ဒါလေးကတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့အော်အော်တိုဂျီမာသူ့ရဲ့တတ်မှတ်ထားတဲ့အာစီမျိုးစားတွေပေါ့နော်အဲ့ဒီစီမျိုးစားတွေမှားလို့မရဘူးနောက်အော်တိုဂီယာမှာဆိုရင်ဂီယာနံပါတ်ဒီပေါ့နော်ဒီနေ့34သူချိန်းသွားတယ်ဆိုတာကတော့အော်ကားရဲ့မြန်နှုံးရှိမယ်လီဘာနင်းတဲ့ပမာဏရှိမယ်အင်ဂျင်ရဲ့လေပတ်မှုရှိမယ်အဲ့ဒီပေါ်မူတည်ပြီးတော့မှ ဂီယာတွေကိုချိန်ပြီးသွားတယ်တကယ်လို့အင်ဂျင်ကဝင်မနိုင်ဘူးဆိုလို့ရှိရင်တော့ဂီယာကိုနောက်ဆုံးဂီယာမချိန်မိတာတို့ဂီယာဥမာ၅ချက်ရှိရင်၄နဲ့၅မချိန်မိတာတို့အဲ့လိုမျိုးတွေတော့အာဒါရှိတယ်ဗောနော်တနည်း၃လောက်ပဲချိန်တာမျိုးဗောဒါကအင်ဂျင်နဲ့ဂီယာနဲ့ကချိတ်ဆက်နေတဲ့အတွက်အင်ဂျင်ရဲ့ဝင်မနိုင်ဘူးထင်ရင်ဂီယာကိုလည်းအော်တိုဂီယာတွေမှာအဲဂီယာတွေကိုလည်းပြီးမချိန်တဲ့ပုံစံမျိုးကြီးလည်းရှိပါတယ်ခင်ဗျာဟုတ်ကျွန်တော်အကြံပြင်းတော့ဒီဗောနော်ဒီ comment လေးမှာတော့ကျွန်တော်အာနားလဲတော်လေးကျွန်တော်ပြန်ပြီးတော့ အာရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျဟိုသိကျင်တဲ့ app နဲ့ကျွန်တော်ရှင်းပြတဲ့ app နဲ့တကယ်လို့တိုက်ဆိုင်မှုမရှိဘူးဆိုလို့ရှိရင်လေလိုချင်တဲ့ပေါ့နော်ဒီအခုအနေနဲ့သိကျင်တဲ့ app လေးထည့်ရှိတယ်ဆိုရင်လည်းမှတ်မိပါအောင်ခင်ဗျအကျဉ်းအများကြီးတင်ပါတယ်ကိုစန်းလွင်ဦးမင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ်လုပ်ငန်းလေးအောင်မြင်ပါစေဟုတ်ကဲ့ပြီးတဲ့ဆုနဲ့ပြပါစေခင်ဗျကိုကျော်ကျော်မြင့်မင်္ဂလာပါခင်ဗျ D4CB ကြောင်းလေးလည်းပြောပြပေးပါအောင်တဲ့ဟုတ်အဲ့ဒါကတော့တီးတန့်ပြောမှရမယ်ထင်တယ်ဗျဒါပေမဲ့ ညော data အချက်လက်ကိုပြန်ရှာကြည့်မှရမယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပေါ့ဟုတ်ကဲ့ကျွန်တော်တစ်ချက်လေးတော့မှတ်ထားပေးပါမယ်ခင်ဗျနောက်ပိုင်းဟိုကြုံကြိုက်တယ်ဆိုရင်ကျွန်တော်အဲ့ဒါလေးကိုထည့်သွင်းပြီးတော့မျှဝေပေးပါမယ်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်ကိုဇော်ဇော်မင်္ဂလာပါခင်ဗျအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ အဲကျွန်တော်ဒီနေ့ live မှာမှန်ထားတဲ့ comment တွေကုန်ပြီဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီနေ့ live ကိုဒီလောက်နဲ့ပဲညနာဝင်းပြုပါခင်ဗျဒီနေ့ live မှာ comment မှန်မေးကြတဲ့တယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဒီနေ့ live ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဒီနေ့တော့ဒီလောက်နဲ့ပဲညနာဝင်းပြုပါ